အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေးဗစ်ပါကျွန်တော် MMB မြန်မာကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အားလုံးလဲဂျာပီသားဖြစ်ပါလိမ့်မယ်ဂျော့ရှွာဗင်နဲ့ပရင်ဒန်ရိုင်ဗယ်နဲ့အာပွဲဖြစ်သွားပြီဆိုပြီးတရင်ဒီနေ့ထွက်လာတာပါဂျော့ရှွာဗင်ရဲ့ပြီးခဲ့တဲ့ပွဲဟိုနဲ့ဆိုလို့ရှိရင်နှစ်ရက်ပဲရှိသေးတာဆိုတော့နှစ်ရက်ပဲရှိသေးတဲ့အချိန်မှာဂျော့ရှွာဗင်ကအာပွဲအခွင့်ရေးပေါ်လာတာပေါ့နော်မင်းရောခပဲကသူကဒီခြေတော့ တန်ရာပေါ့သူခြေတော့ကအယူအယူနေနေလိပဲ့သွားတယ်ကျိုးသွားတယ်ပေါ့နော်အဲ့လိုမျိုးတန်ရာရှိတယ်ဆိုပြီးတော့သူအခုလာမဲ့ဂျွန်လ28ရက်နေ့အာပွဲရနဲ့နှုတ်ထွက်လိုက်လို့အခုဒီ flyweight တန်းမှာ ranking number 1နဲ့ကျော့ချော်ပဲနဲ့ထိုးဖို့ဖြစ်လာတာပါကျော့ချော်ပဲကလည်းသုံးပတ်ပဲဆိုပေမဲ့ဒါ UFC ရဲ့ကမ်းလှမ်းမှုကိုသူလက်ခံပြီးတော့မှဟိုသူ available ဖြစ်တာလည်းသူပဲရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့သူကလည်းချက်ချင်းကိုထိုးမယ်ဆိုပြီးတော့မှဟိုလက်ခံလိုက်တော့ ိုနေ့ကသူစင်ခေါ်ထားတဲ့ ranking number 2ထက်တော့ပိုပြီးတဆင့်မြင့်သေးတယ်ပေါ့နော်ဆိုတော့ဒါအခွင့်ရေးကောင်းကိုလက်ဟိုလက်ဆုပ်လက်ကမ်းလုပ်ပြီးတော့မှတက်သွားတဲ့ဟိုခွင့်ရေးကိုယူယူလိုက်တဲ့သဘောပါဆိုတော့ဟိုစိတ်လုံရှားဖို့ကောင်းပါတယ်ဒါပေမဲ့ကောင်းကျိုးတွေတော့အများကြီးရှိတယ်ဗျာအခွင့်ရေးဆိုတော့ရတယ်သူကောင်းကောင်းသုံးချတတ်တယ်ပတ်စံလေးအများကြီးပို့ရမယ်ဒီပွဲဆိုလို့ရှိရင်အာအဲ့လိုမျိုးတွေရှိမယ်ဆိုတော့ ဟိုဘွဲလဲအကြီးအတွက်လဲများသွားမယ်အခုလက်ရှိဆို Josh Robben က UFC မှာ10ဘွဲထိုးထားပြီးတော့ခုနှစ်ဘွဲနိုင်တဘွဲရှုံးပါဆိုတော့10ဘွဲပြီးတော့နောက်ထပ်ဒီတဘွဲနိုင်လို့ရှိရင်9ဘွဲဖြစ်သွားလိမ့်မယ်နှစ်နှစ်အတွင်းမှာကိုပဲ9ဘွဲဖြစ်ပြီးတော့ဒါကတကယ်လို့နိုင်ခဲ့လို့ရှိရင်10ဘွဲနဲ့တဘွဲပြီးတော့ဟို flyweight မှာဆိုရင်လဲလောလောဆယ်ဒုတိယ၄ဘွဲဆက်တိုက်နိုင်တဲ့ record လုပ်ထားတာရထားတာဆိုတော့ဒီဘွဲနိုင်လို့ရှိရင် record ကလည်းထပ်တက်လာမယ် champion နဲ့ ်ပန်တိုရှာနဲ့တော်တော်နှိစက်တဲ့ record ဖြစ်သွားမယ်7 5ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ကဲဒီပွဲနိုင်နိုင်တဲ့အခြေအနေရှိလားတစ်ချက်လေးပြောကြည့်ရအောင်အာကျွန်တော်အမြင်ကတော့ဟိုจอชัวဘင်ကတော်တော်လေးကိုစင်ခေါ်နိုင်တဲ့အနေအထားရှိတယ်အာ Brandon Ravel ကလည်းသူက box ဟို striking သမားပေါ့နော်အထိုးသမားဖြစ်တော့จอชัวဘင်ရဲ့ထိုးချက်ကလည်းပြီးခဲ့တဲ့ဟိုလူခဲနဲ့ရဲ့ကပွဲကိုကြည့်မယ်ဆိုရင်จอชัวဘင်ကလည်းလုံးဝဟိုတစ်ဖက်လူကအကွက်တောင်မှဆင်လို့မရအောင်အကွက်တစ်ခုခု ဆင်မဲ့အချိန်မျိုးမှာမျက်နှာကိုလှမ်းထောက်ထိုးတယ်ပြီးတော့သူဒုတိယတတိယအချိန်မှာဆိုရင်ဟိုပထမအချိန်မှာသူဟိုပြိုင်ဘက်ကချစ်ထောက်ကိုအောက်ကိုကန်တော့ကြောရှော်ပဲခြေနဲ့နဲ့ချော်သွားတဲ့အနေအထားမျိုးပထမအချိန်မှာနှစ်ခါသုံးခါလောက်ဖြစ်တော့တတိယအချိန်မှာသူ့ရဲ့နှီးပြတွေကဟိုသူ့ကိုပြန်ပြောတယ်ပေါ့နော်ဘရူနိုဆေးဝါကိုသူတို့ပြောတယ်အောက်ခြေကိုကန်မှာဆိုပြီးတော့မှသူတို့ပြန်ပြီးတော့ပြောတဲ့အနေအထားမျိုးဆိုတော့တတိယအချိန်အစမှာတစ်ခေါက်နှစ်ချက်တစ်ချက်နှစ်ချက်လောက်ကြောရှော်ပဲကိုသူအောက်ခြေကိုကန်သေးတယ် ခြေောက်အောက်ပိုင်းကိုပေါ့နော်ဒါပေမဲ့ကျောရှော်ဘင်ကသူ့ရဲ့မျက်နှာကိုထောက်ထောက်ပြီးလှမ်းထောက်ပြီးထိုးတဲ့အခါကျတော့လေအဲ့ဒါကို तू မေ့သွားတယ်ဟိုခြေောက်ကူကန်ရမှန်းကိုအကွက်ကိုမေ့သွားတယ်ပေါ့နော်ဘာမှကိုအကွက်မစင်နိုင်ခင်မှာမျက်နှာအမြဲတမ်းထိုးခံရတဲ့အနေထားမျိုးဆိုတော့ပြောချင်တာကကျောရှော်ဘင်ကဒီကျွန်တော်တို့ UFC မှာကိုက record ဖြစ်နေပြီသူ့ရဲ့ထိုးချက်တည်းကမျက်နှာကိုထိတယ် အာမြန်လဲအရန်မြန်နေဒါကသူနဲ့အတူ sparring လုပ်နေတဲ့လူလေးချင်းနဲ့လူကြီးကလည်းပြောတယ်ဟိုကျွန်တော်တို့ထွက်လာတဲ့ record အမှတ်တင်နေလဲတွေ့ရတယ်ဆိုတဲ့ခါကျတော့ Joshua ရဲ့အနေနဲ့ဒါအခက်ခဲဆုံးပြိုင်ဖက်တော့ဖြစ်လိမ့်မယ်တကယ်ထောက်ဒါပေမဲ့နိုင်နိုင်ချေရှိလားဆိုရင်ကျွန်တော်အနေနဲ့တော့နိုင်နိုင်ချေရှိတယ်လို့ပြောချင်တယ်ဟိုရာခိုင်နှုန်းကတော့တော်တော်လေးအ ਨੇ ဆုံးဖြစ်မယ်အာမနေ့ကဟို Bruno Silva နဲ့ပွဲထက်နှိုင်းမယ်ဆိုရင်တော့တော်တော်တော့ခက်ပါလိမ့်မယ်ဒါပေမဲ့ဖြစ်နိုင်ချေတော့ရှိတယ် ကဲအခုဟို negative အဆိုးဖက်ပိုင်းလေးနည်းနည်းပြောကြည့်ရအောင်အခုနံပါတ်1ကပွဲပန်းမယ်ဗျာဘာပဲဖြစ်ဖြစ်ကျောရှော်ဘင်ကဟို pronunciation နဲ့ပွဲတော့ငါမျက်နှာတိတ်မထိလိုက်ဘူးတိတ်မနာလိုက်ဘူးဆိုရင်တော့မှပဲတီးလဲပဲမှာကိုကောင်းကောင်းကိုခန္ဓာအနာယူဖို့ကအရေးကြီးတယ်အဲအဲ့ဒါအဲ့လိုမျိုးအနာယူမှလည်းဟိုအာရုံပြည့်နေကစားနိုင်မယ်ပေါ့နော်ဆိုတော့အဲ့ဒီဘိုင်းမှာ recovery ဘိုင်းမှာဘာပဲဖြစ်ဖြစ်သုံးပတ်ဆိုတော့ ဆိုပါစို့တပတ်နှစ်ပတ်လောက်နဲ့ recovery ဖြစ်ရင်ပြန်ပြီးတစ်ခါ week down ခတ်ရမယ်။ဘာညာဆိုရင်အစားတော့ကိုဘွားစားပြီးတော့မှကောင်းကောင်းတက်တောင်းဟိုဘလို့အနာယူဖို့အချိန်မရှိဘူး။တို့ပုံမှန်ဆိုလို့ရှိရင်တို့ကတလတလခွဲလောက်ကြိုပြီး week ကို short ထားကြတာ။အထူးသဖြင့်၃ပတ်လောက်အလိုမှာဆို week ကိုတို့တကယ်ကိုပြင်းပြင်းထန်ထန်ခတ်တယ်။နောက်ဆုံး၄၅ရက်တပတ်လောက်အလိုမှာတကယ်ကိုတို့ week ကိုထပ် short တာပါ။ဆိုတဲ့အခါကျတော့အခုကသူ့ရဲ့ weight ပိုင်းမှာလေပုံမှန် သူ့ရဲ့ weight ကိုပြန်ပြီးတော့ recover ဖြစ်တဲ့ weight ကို Josh Robin ကပြန်မရောက်သေးခင်မှာ weight cut ထားတဲ့ weight နဲ့ပဲဆက်ပြီးတော့မှတောက်လျှောက်နေရမယ်ဆိုရင်အဲ့လိုမျိုးနေတဲ့အချိန်မှာအဲ့ဒီကာလမှာကကိုခန္ဓာပြန်ပြီး recover ဖြစ်တာကဟိုနည်းနည်းပုံပြီးတော့ခက်တယ်ဒါပေမဲ့ Josh Robin ကအသက်ငယ်သေးတယ်အသက်ငယ်တဲ့လူတွေက recover လုပ်တာတော့ပုံမြန်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတခုတော့ရှိမယ်သူ့အသက်ကလည်းအဲ့မှာစကားပြောလာပြီနောက်တစ်ခုကဒီ top level ပြိုင်ဖက်ပြိုင်တဲ့ကစားဟိုဒီ fighting မှာက ဘာရည်ကြည်လဲဆိုတော့ကိုပြိုင်ဖက်ရဲ့အထာတွေကိုလေ့လာတာကအရင်ရည်ကြည်တယ်ကိုပြိုင်ဖက်ရဲ့အထာကိုပြိုင်ပြိုင်ဖက်ရဲ့ကစားပုံတွေကိုလေ့လာချင်းဟိုတကယ်ကိုလေ့လာတဲ့ဟိုလေးလေးလေ့လာကြပါတယ်ဆိုတော့အဲ့ဒါမှအဲ့ဒါထွက်လာတဲ့ဟာပေါ်မှာမူတီဗီကိုကလေ့ကျင့် game plan နဲ့လာပြီးတော့လေ့ကျင့်ပြီးတော့မှဟိုဘွဲသေးကိုအဲ့ဒီကိုပြင်ဆင်လာတဲ့ဟာကိုယူလာရတာ ဆိုတော့၃ပါးဆိုတဲ့အခါမှာအဲ့လိုမျိုးလေးတွေကိုပြင်ဆင်လာဖို့ကအရန်တော့ခက်ပါလိမ့်မယ်အခုက Joshua Ben ရဲ့ pure talent သူ့ရဲ့တကယ်ဘာရမီကိုပဲကျွန်တော်တို့စောင့်ကြည့်ရမယ်သူ့ရဲ့တကယ် raw energy သူ့ရဲ့ဟိုဇွဲနဲ့ခန္ဓာရည်အားကိုပဲဟိုကျွန်တော်တို့စောင့်ကြည့်ရတော့မှာဖြစ်တယ် game plan ဘိုင်းမှာတော့ဘာဖြစ်ဖြစ်အားနေသွားမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါ underrated ရှိတာမှန်တယ်ဒါပေမဲ့ UFC လိုနေရာမျိုးမှာထိရောက်ချင်တယ် အောင်မြင်ခြင်းနဲ့ဆိုရင်တော့ဒီလိုအခွင့်ရေးမျိုးကိုစုပ်ကင်နိုင်မှရမယ်အခုလောလောဆယ်ဆိုရင်ဂျော့ရှော့ဘင်က UFC ကဟို Dana White တော်လကောင်ပွဲစီစဉ်တဲ့သူလူတော်လကောင်ပြီးတော့ဟိုတကယ်ဟို Dustin Poirier လိုမျိုးเนาะဟိုတကယ် TikTok ကစားသမား UFC fighter တွေတော်တော်များများလည်းဟို D0 Jorogan တို့ကအစဂျော့ရှော့ဘင်ကိုတတိထားမိလာပြီဆိုတဲ့အခါမျိုးမှာဒီလိုမျိုးအနေထားမှာဒီလိုခွင့်ရေးပေါ်လာတဲ့ဟာကိုအကောင်းဆုံးဖမ်းယူနိုင်ရင်တော့ဖမ်းယူခြင်းအဖြစ်တကယ် သူ့ရဲ့ချန်ပီယံကပတ်စင်ခေါ်ခွတ်ကဟိုသူ့အတွက်ရဖို့အနည်းစားဆုံးဖြစ်သွားမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီအခွင့်ကြီးကလည်းဒါအနေနဲ့တော့ခွင့်ရမဟုတ်ဘူးကြောရှာပဲလို့အမြဲတမ်း ready ဖြစ်တဲ့လူဟိုအတွက်ကဒါအကောင်းဆုံးခွင့်ရပဲတင်းတော့ white ကလည်းအချိန်ချင်းပြောဖို့တယ်ဟို corner maker ကဆိုလို့ရှိရင်သူပွဲရှိတယ်ဆိုတဲ့အချိန်တိုင်းမှာ ပွဲရှိရင်ထိုးမယ်ဆိုပြီးအမြဲတမ်း ready ဖြစ်နေလို့ဟို corner maker ကိုသူအရန်ကြိုက်တယ်ဆိုပြီးတော့မှတင်းတော့ white ကလည်းအချိန်ချင်းထုတ်ပြောထားတာပါဆိုတော့အခုဟို အာအခုဒီ George Shopping ကလည်းဒီလိုမျိုးအမြဲတမ်း ready တယ်ဆိုရင်တော့ Dana White ကလည်းနောက်ဆက်ပြီးတော့မှအခွင့်အရေးပေးပြီး Champion Sing ခေါ်အခွင့်ကိုလည်းပေးဖို့အာပို့ပြီးတော့မှနှိစက်လာပါလိမ့်မယ်ဆိုတော့ခါကြတော့ဘာပဲဖြစ်ဖြစ်ဒီပွဲမပြတ်ပဲနဲ့တကယ်ပဲကောင်းကောင်းမွန်မွန်လေးပဲဟို28ရက်နေ့မှာဖြစ်သွားဖို့ကျွန်တော်တို့အာတကယ်ပဲဆူတောင်းပါတယ်တကယ်လို့ဒီပွဲ28ရက်နေ့မှာဖြစ်မယ်ဆိုရင်တော့ကျွန်တော်လည်းစူးစမ်းပြီးတော့မှလူကိုယ်တိုင် last week guest ကိုသွားကြည့်ဖို့ဖြစ်ပဲအာဒီဒီပွဲမှာ ဟိုကျွန်တော်တို့အားလုံးအားလုံးလည်းတည်ပြီးတဲ့အတိုင်းပဲဟိုထူဖိုရီယာတို့ရှိမယ်ပေါ့နော်ပြီးတော့ဒီအမ်ပန်ဒိုရှာဒီလက်ရှိလက်ရှိချန်ပီယံပေါ့နော်ဖလိုင်းဝေးတိုင်းရဲ့ချန်ပီယံအာပန်ဒိုရှာကလည်းဒီမှာသူကဒုတိယခွန်ပွဲအနေနဲ့ကစားမှာဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီပွဲကဘာပဲဖြစ်ဖြစ်အကြည့်လို့ကောင်းမယ်ချားစ်အိုလီဗေရာလားထူဖိုရီယာလားဘယ်သူနိုင်မလဲပြီးတော့ပန်ဒိုရှာလားခိုင်ခါရာဖရန့်စ်လားဒါတွေလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တဲ့အခါကျတော့ ဒီဘွဲမှာသာတကယ်လို့ဂျော့ရှာဘယ်ကနိုင်ပြီးတော့ဖန်တိုရှာလည်းနိုင်မယ်ဆိုရင်နောက်ထပ်ဒီကပတ်ကိုစင်ခေါ်ခွန်ကဂျော့ရှာဘင်ဒါမှမဟုတ်လက်ရှိနံပါတ်2နေတာနေရာဘရန်ဒန်မိုရန်ကိုသူတို့နှစ်ယောက်ကဖြစ်လာပါလိမ့်မယ်ဆိုတဲ့အခါကျတော့ဂျော့ရှာဘင်အတွက်ကတကယ်ကိုအနည်းစားဆုံးဟိုစင်ခေါ်မဲ့သူဖြစ်လာပါလိမ့်မယ်ဆိုတော့ဒီဘွဲကိုတကယ်ပဲစိတ်စိတ်ထုတ်ရှားစွာနဲ့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်အားလုံးကျွန်တော်တို့တွေ့ကြမယ် see you bye bye